33ချိန်မြောက်တာမန်တည်င်ဘတ်ရဲ့ကြာတပတိနေရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး19အခန်းငယ်47မှ54ထို့နောက်ကိုရောသည်ဂျေရုဇလင်မြို့အနီးသို့ရောက်လာ၍မြို့ကိုမြင်တော်မူသောအခါ၎င်းအတွက်ငိုကြွေးလျက်မိန့်ဆိုသည်ကားတင်းသည်ငြိမ်းချမ်းသာယာမှုကိုဖြစ်ပေါ်စေသည့်အကြောင်းများကိုယနေ့သိခဲ့လျင်ပင် ကောင်းပြီစွာ သို့သောယခုဤရာတို့ကို င်မမြင်နိုင်စေရန်ဖုံးကွယ်ထားလျက်ရှိ အကြောင်းမူကားရန်သူတို့သည်တင့်ကို မြေရိုးတိုင်းတို့ဖြင့်ကာစီလျက်အဖက်ဖက်မှဝိုင်းရန်ပိတ်ဆို့မိနေရဲ့ကာလရောက်လာလိမ့်မည်ထိုအခါသူတို့သည်တင်နှင့်တင်းမြို့ရိုးအတွင်း၌ရှိသောတင့်သားသမီးတို့ကိုမြေပြင်နှင့်တညီတီးဖြစ်စေရန်ဖြည့်ဆည်းကြလိမ့်မည်ကြောက်တုံတစ်ခုပေါ်တစ်ခုတင်၍မကြံစေခြင်းကပြုကြလိမ့်မည်အဘယ်ကြောင့်ဆိုသောတင်သည် ဖျားသခင်ကြွလာတော်မူမိအချိန်ကိုမတိသောကြောင့်ဖြစ်သည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်သခင်စုပရဖက်တစ်ပါးဖြစ်နေခီးထွက်လာတာဂျေရုဇလင်ရောက်တော်မူဖြစ်ပါတယ်ဂျေရုဇလင်ရဲ့မြို့တော်ကြီးကိုချီပြီးကမှငိုကြွေးပါတယ်သူ့ရဲ့လူသားစစ်စစ်လူအဖြစ်တော်ကိုညွန်ပြ ါဖြစ်တယ်လို့ဂျေရူဒလင်ဆိုတာကမြို့ကြီးတက်တက်ကိုပဲရင်ညွှန်းတာမဟုတ်ဘဲယုံကြည်သူအစ္စရေလမြားအားလုံးကိုခြုံငုံပြီးကောင်မှကိုစားပြုတဲ့အဖွဲ့အစည်းအဖြစ်နဲ့နားလည်ရမှာ ဖြစ်ပါတယ်။ဖျားညင်းနေဖျားလာရောက်တာကိုလက်မခံဘူးသူ့နဲ့အတူပါလာတဲ့ညင်သက်ချင်းကိုလက်မခံဘူးညင်သက်ချင်းဆိုတဲ့အချက်ဟာ အင်္ဂလိပ်ကျမ်းစဖွင့်တဲ့ခန်းကြီးတက်မာတွေကပါပြီးသားဖြစ်ပါတယ်။သူလာရင်ကပ်ပါလာမယ့်အရာ သူကိုယ်တိုင်ကလည်းပဲ Prince of Peace ဂျိန်သက်ချင်းအရှင်သခင်ဖြစ်တယ်။ရှင်မြန်ထမြောက်ပြီးသားအချိန်မှာဂျိန်သက်ချင်းကိုပေးသလိုနောက်ဆုံးကောင်းငင်တက်ခဲ့တဲ့အချိန်မှာလည်းပဲဝိညာဉ်တော်ဆေလို့ချင်းအဖြစ်ဂျိန်သက်ချင်းကိုထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဂျိန်သက်ချင်းဆိုတဲ့အချက်ကို အနိုင်ငယ်ထောက်ရှုလိုပါတယ်။ငြိမ်သက်ခြင်းဆိုဒီမှာအပြင်းမှန်စစ်ပွဲတွေကင်းမဲ့ယုံနဲ့ငြိမ်သက်ခြင်းလို့ပြောလို့မရသေးပါဘူး။အတိုက်ခံအုပ်စုတွေကြား power balance ဩဇာအာဏာခွဲဝေ ထိန်ညီလို့ရယုံနဲ့လဲငြိမ်သက်ခြင်းရှိပြီလို့ပြောမရပါဘူး။ ဩဇာအာနာအတင်းသုံးပြီးသူတစ်ပါးတွေကိုဖိနှိပ်ချုပ်ချယ်ပြီးညင်ဝဲပြပြအောင်လှောက်ခါညင်သက်ချင်းရရှိပြီးဟေ့ဆိုပြီးတော့လဲပြောလို့မရသေးပါဘူးညင်သက်ချင်းဆိုဒီမှာ work of justice တရားမျှတမှုရဲ့လုပ်ငန်းတော်ပဲဖြစ်ပါတယ် product of order အစီအစဉ်ကြာနာမှုကထွက်ပေါ်လာတဲ့အသီးပွင့်ဖြစ်ပါတယ် ဘယ်လိုအစီအစဉ်ကြာနာမှုလဲဆိုရင်လူအဖွဲ့အစည်းတွေမှာတည်ထောင်ခဲ့စဉ်ကတည်းကဖျားသခင်ချမှတ်ထားတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ကောင်းမြတ်တဲ့အစီအစဉ်တယောက်ကိုတယောက်လေးစားရမယ့်အစီအစဉ်တယောက်တည်းတယောက်အသက်ရှင်ရမယ့်အခြေအနေမျိုးပဲဖြစ်ပါတယ်။ဖျားဟာဖျားလူဟာလူတောင်းဝန်ကျေဖို့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအများရမဲ့အကောင့်ထဲဖော်နေမယ်အများရမဲ့ကျင့်သုံးနေမယ် ဆိုရင်ညီသက်ချင်းဟာတည်တတ်အောင်ထိမ့်သိမ့်နိုင်မှာပဲဖြစ်ပါတယ်လူတွေဟာအများရမဲတရားမျှတမှုကိုငတ်မွနေပါတယ်တောင်းတနေပါတယ်ရှာဖွေနေပါတယ်လူသားအလုံးရဲ့ဘုံအကျိုးစီးပွားကိုအာမခံချက်ပေးမဲ့အရာဟာဖျားသခင်အလိုတော်ပဲဖြစ်ပါတယ်လူသားအလုံးကောင်းစားဖို့ဆိုတာဖျားသခင်အကြံစီတော်ပဲဖြစ်ပါတယ်ညီသက်ချင်းကို တခါတည်းအပိသက်သာဝရဘယ်တော့မှတိဆောက်နိုင်မှာမဟုတ်ပါဘူးအတိဘယ်ကတော့ကျွန်တော်တို့တယောက်စီဟာအမြဲတမ်းစဉ်စားမပြတ်ညင်သက်ခြင်းရရှိအောင်ကြိုးစားအားထုတ်နေရမှာပဲဖြစ်ပါတယ်လူသားတွေရဲ့လူရင်းဆန္ဒဟာ အားနေပါတယ်အပြစ်ကြောင့်ဒဏ်ရာရရှိနေပါတယ်ဒါကြောင့်လူရင်းဆန္ဒခိုင်းစေတဲ့အတိုင်း တုတ်ဆောင်မှုမှန်သမျှဟာမှန်တယ်လို့မပြောနိုင်ပါဘူး။ဒါကြောင့်လူရင်ဆန္ဒကို ရမတ်သော လောဘဒေါသတွေကို ထိမ့်သိမ်းမှုအောက်မှာထားနိုင်ကမှငြိမ်သက်ခြင်းရရှိမှာဖြစ်ပါတယ်။လူတွေကိုအမြဲတမ်းပဲကာကွယ်မှုမပေးနိုင်သမျှငြိမ်သက်ခြင်းရရှိမှာမဟုတ်ပါဘူး။အချင်းချင်းကိုလည်းယုံကြည်မှာဖြစ်တယ်လို့ကိုယ်မှရှိတဲ့ကောက်မြတ်တဲ့အရာတွေကိုလည်းဝေမျှမှာဖြစ်ပါတယ်။ နေသာရှင်းရှားရှိဖို့အတွက်ခိုင်မြဲတဲ့စိတ်ပြထမ်းချက်အများကိုလေးစားတဲ့အများကောင်းကျိုးကို ရှစ်ရှူတဲ့တုံ့ဆောင်မှုမျိုးအများရှိရမှာဖြစ်ပါတယ်။ညီကိုရင်းစိတ်ဓာတ်ကိုအမြဲမွေးမြာမှာဖြစ်ပြီးဒီစိတ်ဓာတ်အတွက် အမြဲတမ်းဇွဲစိတ်ထက်သန်စွာနဲ့လောက်ကံကြိုးပမ်းဆောင်ရွက်နေရမှာဖြစ်ပါတယ်။ညီသက်ချင်းဆိုဒီမှာ fruit of love ချစ်ချင်းမြတ်တာရဲ့အသီးအပွင့်ဆိုပြီးကမှအသိဉာဏ်ကသွန်သင်ထားပါတယ်။ တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာမှပေါ်ထွက်လာတယ်။ခြင်းရဲ့အသေးအဝင်ဖြစ်ပါတယ်။ခရစ်တော်ဟာခရစ်တော်ရဲ့ညီသက်ခြင်းဟာအဖခမီးတော်စီကနေပြီးတော့အရင်မြစ်ခံပြီးပေါ်ထွက်လာတာဖြစ်တယ်။သူရဲ့လူအဖြစ်ယူခြင်းမှသူရဲ့လူအဖြစ်၌အပြစ်ရဲ့ဒဏ်ကိုခြေမုံခြင်းအဖြစ်အမုန်းတရားကိုခြေမုံခြင်းအဖြစ်ချစ်ချင်းမြတ်တာအဖြစ်အနိုင်ယူခြင်းအဖြစ်ညီသက်ခြင်းကိုတိဆောက်ခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့ပေးလာတဲ့ အရာကတော့ဒါပဲဖြစ်ပါတယ်ကျွန်တော်တို့တယောက်စီဒီညီသက်ချင်းကို ထိန်းသိမ်းမှုအတွက်ခေါ်တော်မူခြင်းခံပါတယ်ညီသက်ချင်းဟာတယောက်စီမှာရှိပြီးသားပါဖျားသခင်လက်ဆောင်တော်ပါတယောက်စီအတွင်းသက်ငြိမ်းအေးနေမှသာလေဒီညီသက်ချင်းဟာမေးကိုကူဆတ်နိုင်မှာဖြစ်ပြီး peace maker ညီသက်ချင်းကြိုးပမ်းဆောင်ရွက်တဲ့လူတွေဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဖျားသခင်ယူလာတဲ့ ဉာဏ်သက်ခြင်းကို အမြဲတမ်းပဲလက်ခံရရှိဖို့ကြိုးစားပြီးဒီဉာဏ်သက်ခြင်းကို ဖြန့်ဝေတဲ့လူများဖြစ်ဖို့တက်ထမှန်ပြီးဖျားသခင်ကျေးဇူးတော်ကိုတောင်းခံကြပါစို့